မြန်မာနဝတ်ချနယ်ကိုအစစ်တစိုက်အားပေးနာစေနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ ्य ဇလားကောက်လို့တွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာနောင်ရိုးစေးရေးသားထားတဲ့အယူသူတော်နဲ့မြင်အပ်မမြင်အပ်ထိုနှစ်ရဲ့ဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မနက်လင်းနာနဲ့ပြတော်ရွာရဲ့ဖုန်ကြီးเจ้าစီမှာ ကျောင်းအသေးဆောက်နေတဲ့အလုသမားတွေရဲ့အသက်ဘလောင်တွေရာစူညံ့နေပါတယ်။ဒီပြတာကြောင့်ကျောင်းနိုင်သူကတော့ဆရာတော်ဥကောဝိဒဖြစ်ပါတယ်။ကျောင်းဆရာရခေကျောင်းဆောင်အဟာအိုမင်းလုံးလာပြီးပြန်လေပြုတ်ပြင်းဝမ်းမဲခဲ့တာကလည်းအချိန်ချင်းအခုတော့ပြုတ်ပြုတ်ရုံနဲ့လုံလောက်တဲ့အခြေအနေမဟုတ်တော့ဘူး။ဖြိုချပြီးအသေးပြန်ဆောက်ဖို့ကြတော့လေအရှိရနောင်တော်တို့ရဲ့အမွေးနဲ့ကျောင်းဝကြီးဟာဖြိုချပြဖို့အတွက်နှံ့မျောစရာအတိဒါကြောင့်လည်းအရှိကောဝိဒဟာနယ်လက်အလှခံတယ် ကိုရာရရှိတဲ့ဝိထုငွေတို့ကိုချစ်ကုန်စုဆောင်တယ်။သုံးနေအပြစ်မှာကြောင်းဆောင်တဲ့ဆောက်နိုင်ရမယ်လို့ရည်မှန်းချက်ထားတယ်။အရှေကောဝိတာရဲ့အာတော်ခွန်ဆိုင်ကျိုးပန်းမှုကြောင့်တနေ့ပြည့်ချိန်မှာလိုအပ်တဲ့ငွေပမာဏရဲ့တဝက်ကိုရတယ်။ဒီချိန်နဲ့တပြိုင်နက်တည်းမှာပဲမျိုးစရာနေအလူရှိတူဦးရရှိလာပြန်တယ်။အလူရှင်ကလိုအပ်နေတဲ့ငွေတဝက်ကို ဖြစ်စုပေးတယ်။ဒီကနေပဲရည်မှန်းထားတဲ့အချိန်သုံးနေ့မပြည့်ခင်တနေ့ကျော်လေးမှာပဲကျောင်းဆောင်တဲ့ဆောက်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အရှေကောဝိဒလက်သမားစရာအတော့ကိုလည်းပူပန်မှုမလိုခဲ့ဘူးအလူရှင်ဟာသူ့အတိတရဥငွေကျော်စုတဲ့လက်သမားခေါင်းကိုငှားရမ်းပေးခဲ့တယ်အခုဆိုရင်ဥငွေကျော်ဟာသူ့အဖွဲ့သား9ယောက်နဲ့အတူတူမြို့ကနေပြတ်တောက်အထိရောက်လာခဲ့ပြီးကျောင်းစီမှာပဲနေထိုင်ကကျောင်းဆောင်အစ်စ်ကိုနေကောင်းရက်သာရွေးလို့ဆောက်လုပ်ခဲ့တာကတော့ဖြစ်ဒီကတိနဲ့ဆိုရင်9ရက်တင်းတင်းပြည့်ခဲ့ပါပြီလိုအပ်တဲ့တစ်ရှာဖွေမှုကိုတော့ရွာကဖြစ်ပြီးဖုန်ကြီးရဲ့တူလည်းဖြစ်တဲ့မောင်ရင်ကိုအရှာခိုင်းထားလိမ့်တယ် ယခုမနက်မှာတော့မောင်ရတယောက်စပိန်နဲ့ရောက်လာပြီးတိကိစ္ဆာကိုပြောလာတယ်။ဒီအချိန်ဥငွေကျော်တို့အဖွဲ့ကအလုံးလောက်ရထားပြီးဖြစ်တဲ့တောင်တွေကိုထူရင်မဲ့ရင်ရှိနေကြတယ်။ဦးလေးအရှိရမှာတော့တရှိတယ်လို့ပြောတယ်။ကျွတ်တို့လိုချင်တဲ့လောက်ရမယ်တဲ့။ဟင်ဟုတ်လား။ဘာသက်တွေလဲ။ကျုံပြင်ကရောဘရောက်အစုံရမယ်တဲ့။လူသားတော့ရမတွေဒိုင်းနေအတွက်ရအကရအခင်းရဆိုတော့သူတို့စီကဘာရနိုင်မလဲ အမျိုးသားဆောင်ရှိတယ်။ဦးလေးလိုချင်တာပြောလိုတဲ့လောက်ရမယ်တဲ့။ဟေးဟုတ်လား။ဒါဖြစ်ဟန်ကြတာပဲပေါ့။ကျွန်းနဲ့ပြင်ကရိုးကိုမျှတပြီးယူမယ်ကွာ။လိုအပ်တဲ့အနေထားကိုငါစီးရင်ရေးပေးလိုက်မယ်။ဒီနေ့တော့ရနိုင်မယ်မဟုတ်လား။ကျောင်းဆောင်အတွက်ကဒီမနေ့တည်းတိုက်သူတော်ကပြီးနိုင်တာမို့ကျန်တော်တွေဆက်လုပ်ဖို့ဦးငွေကျော်ကလောဆော်လိုက်တယ်။ပေါင်ရကခေါင်းကိုညှိပ်ပြီးရနိုင်တယ်ဦးလေး။ဒါဆိုလဲလောက်ဖို့ခန်းလိုက်ကွာ။ဟာ အဲ့လိုတော့တို့ကလာမှာမဟုတ်ဘူးဗျတို့မှာတဲဖို့လည်းမရှိဘူးဒီကနေကျုပ်တို့သွားတရမှာဦးလေးရပြီးတော့ကျုပ်အနေနဲ့ပြောရင်ကျုပ်ကိုစီးရေးရေးပေးတာတက်ဦးလေးကိုယ်တိုင်လိုက်ပြီးရွေးစေချင်မိတယ်ဟင်ငါမလိုက်ရမှာလားအင်းပေါ်ဦးလေးဦးလေးလိုက်မှာဖြစ်မှာလေကျုပ်ဘာသာဆိုလက်ရမလားလို့အင်းလေဒါဆိုငါလိုက်ကြည့်တာပေါ့ဒါနဲ့သွားမှာဝေးလားမဝေးဘူးဦးလေးရ စပိန်နဲ့နိုင်ဝက်လောက်ပဲနေရမယ်။အော်အေးဒါဖြင့်ငါဆရာတော်သွားလျှောက်ပြီးသွားတာပေါ့။ဟုတ်ကဲ့ဦးလေး။ဦးငွေကျော်ဆရာတော်စီကိုသွားလျှောက်တယ်။ပြီးတော့မောင်ရင်နဲ့အတူတူတစ်ဆက်ရှိရာစီကိုသွားဖို့အဝတ်အစားလဲလိုက်တယ်။ဆရာကျော်ခေါ်တာကြောင့်ဦးငွေကျော်ကြည့်ပြီးတော့တိုက်ထူနေတဲ့အထက်ကငတော့ရင်။အေးငတော့ဘာဖြစ်လို့လဲ။တောင်ဘက်ဆိုတိုင်ကတည့်ရပင်မလွတ်လို့ဟိုပင်လဲလား။ဟုတ်တယ်ဆရာကျော် တောက်ပဲစိုးနာတရက်ပင်လျက်ပေါလုံးတာတာလောက်ပဲရှိတယ်။စောင့်မဲ့နေရနဲ့မလွတ်မကျွတ်ကြီးမဟုတ်ပေမဲ့တိတ်မလန်းတဲ့နေရမှာပေါက်နေတယ်။ခုံမဲ့ဆိုတော့ဆရာတော်ကဒီပင်လျက်မျိုးကောင်းတဲ့တရက်ပင်လေးလို့ပြောထားဘူးတယ်။ဒါကြောင့်လဲတိုက်ချင်းတွေတူလို့ကခုတ်လဲမဲ့အစီစီအစားခြံထားယုံလောက်ပဲလှုပ်ခဲကြတာရဲ့။အင်းအဲ့ဒီအပြောငါထင်တော့ထင်မိတာမျိုးကောင်းနေဆိုတော့လည်းမခုတ်ရဘူးခြာယုံနဲ့လွတ်လွတ်လွတ်ညာလှုပ်ထားမိတာ လုပ်ဘူးဆရာကျော်ကြီးလှဲကိုလှဲမရမယ်အေးကွာလှဲမယ်ဆိုတော့လည်းလှဲရမှာပေါ့ဆရာတော်တော့အချိုးเจ้าစီလောက်သွားလျှောက်ရလိမ့်မယ်ဆရာတော်တိတ်မဲ့ချမ်းမှရှိတယ်မင်းသွားလျှောက်လိုက်ဟင်ဆရာကျော်သွားမလျှောက်ပေးဘူးလားအေးကွာအခုပဲဆရာတော်စီကတက်သွားကြည့်မယ်ဆိုပြီးလျှောက်ပြီးပြန်လာတာအခုပဲသွားတော့မလို့ဟုတ်လားဒါဖြစ်ရင်လည်းကြောက်ပဲသွားလိုက်တော့မယ်အေးအေးတေချာလျှောက်အောင်နော်ဟုတ်ကဲ့ဆရာကျော် ငါတော့ပြောပြီးတိတ်ရှိရဘက်ကိုလှောက်ထွက်သွားခဲ့တယ်။ဦးငွေကျော်ကတော့ငါတော့ထွက်သွားတာကိုတစ်ချက်ကြည့်ပြီးအဝတ်ကိုအပိသက်လဲလိုက်တယ်။နောက်တော့တည်ကြည့်ဖို့ရအတွက်မောင်ကြီးရဲ့စပိတ်နဲ့တစ်ဖက်ရွာကိုထွက်သွားလိုက်တော့တယ်။ငါတော့တည့်ရက်ပေကိစ္စကိုဆရာတော်စီရှောက်တယ်မို့သူ့ဆရာဆရာအတိုင်းတိတ်မက်ကိုလာခဲ့တယ်။ငါတော့တိတ်စီကိုရောက်တော့ဆရာတော်ကိုမတွေ့ရအောင်။ကျောင်းစီမှာဦးစိတ်ရဲလို့တပားတည်းရှိတဲ့ဦးစိတ်တော်ရနဲ့ကိုရင်တွေမျက်နှုတ်သက်ရှိရေလုံနေတာကိုပဲတွေ့ရတယ်။ တခါကြီးဘာလို့လို့တော့မတော့သူတော့အရှိတဝရကစီးကျူပြီးမေးလာတယ်ဆရာတော်စီလာတာပါဦးစိဆရာတော်ကအခုပဲမြတ်မြတ်ကျောင်းဆရာတော်နေမကောင်းလို့လာပေးနေအတွက်အရေးတကြီးကြွသွားတယ်ဟုတ်လားငါတော့ခေါင်းကိုကုတ်ပြီးဖြေလိုက်တယ်ဒါကိုကြည့်ပြီးဦးစိတဝရကဘာဖြစ်လို့တော့တခါကြီးဘာများလို့အဲ့လိုတော့ဆရာတော်ကလည်းမရှိဘူးတခါကြီးငွေကျော်ကလည်းတိတ်ကြည့်လိုက်သွားတယ်လို့ပြောတယ်ဒီတော့ လိုအပ်တာရှိဦးစိကိုပြောချင်တင်မဦးစိဟိုဒီဘက်တော့တော့ကြောင်းနိုင်ထူနေတာအဲ့ဒါတောင်မက်စောတည့်ရက်ပေကမလွတ်လို့တိုင်ထူတာကလည်းအဲ့ဒီတင်နေရပြီးပြီးလိပြီဟုတ်လားတောင်မက်စောကဆိုတော့ဟိုမိုးလုံးမိုက်ပင်လေးထင်တယ်အရင်အဲ့ဒီအပီရောမှလဲလို့လို့ခြိုင်နှားလိုက်သေးတယ်မဟုတ်လားတင်မခြိုင်နှားသေးပါတယ်ဒါမဲ့အခုတိုက်ထူတော့ဘလို့မှမလွတ်ဘူးဦးစိခုံလဲမအောင်ရတော့မှာ အဲ့ဒါကြောင့်ဆရာတော်ကိုလာလျှောက်တာ음နှမျောတော့နှမျောเสียပဲအဲ့ဒီမူလုံးမိုင်းတဲ့ရဲ့မျိုးကရှားတော့တကယ့်ကိုရှားတယ်ဒါပေမဲ့လည်းမလုပ်ဘူးဆိုတော့ဘာတိုက်နိုင်မှာတော့တခါကြီးရဲ့လှက်ရမယ်ဆိုလဲလှဲလိုက်တော့ဆရာတော်ပြေရောက်ရင်ဦးစီးအချိုးเจ้าကိုရှောက်တင်လိုက်မယ်တင်မဖျားအဲ့ဒါဆိုတပည့်တော်လှဲလိုက်မယ်ဖျားငါတော့တိမ်ဘက်ကနေចောင်းဆောက်ရနေရာစီကိုပြတ်ထွက်လာခဲ့တယ်နေရာစီကိုပြေရောက်တော့ အားလုံးစုစည်းပြီးတရက်ပြောလွှာနဲ့တိုက်ပြီးလှဲကြတယ်။တရက်ပဲလှဲပြီးသုံးရက်အကြာမှာတော့မတော်တရားအပေါ်တက်ပြီးဒိုင်းလူရရင်ကရုတ်တရက်ကြီးချစ်လွတ်လက်လွတ်ပြုတ်ကြတယ်။အောက်ကိုအကြမတာတာမို့လူကလူလိန်အော်ဟစ်နေတယ်။ဥငွေကျော်တို့လည်းချက်ချို့ပဲငတော့ဆေးရုံစီပို့ကြရတယ်။ဆေးရုံအရောက်မြန်ပြီးငတော့ကန်ကောင်းပါတယ်။ခေါင်းကိုခမ်းမိပြီးညှက်ရိုးလဲကျုပ်ခဲ့ပေမဲ့အသက်အန္တရာယ်ရှိလောက်အောင်တော့မဖြစ်ခဲ့ဘူး။ မတော်လုံးဆရာရှိရတဲ့လုံပေးခဲ့ပြီးဆေးကိုတင်ထားခဲ့ကဥငွေကျော်တို့ပြတောင်ရောက်ကိုပြန်ခဲ့တယ်။ရောင်ရောက်တော့မွေးချုပ်လိုက်ပြီ။အလုတ်ထဲမှာမတော်ရဆောင်မှုဖြစ်ထားတာမို့ကျန်တဲ့လူတွေလှုပ်ထားတဲ့အလုတ်ကဒီကနေ့အတွက်တွေ့ကြမှာမဟုတ်ဘူးဆိုတာဥငွေကျော်သိတယ်။ဒါကြောင့်အလုတ်ထဲကိုတော့သွားမစစ်တော့ပဲပြန်ရောက်တာနဲ့ဆရာတော်စီအကျိုးအကြောင်းရှောက်တင်ပြီးအိပ်ရာစီမှာဝင်အိပ်လိုက်တယ်။စိတ်ကောလူပါပြင်းထန်သွားတာမို့ဘယ်ရဘလို့အိပ်ပျော်သွားလဲမသိဘူး။ အရာကနဲ့နိုးလာတော့မနဲ့အာယုံကြီးနေပြီအကျစ်ဖြစ်နေတဲ့မျိုးလုံးတွေကပြဲအိတ်လို့များတော့ဘူးဒါကြောင့်မျက်နာထားတဲ့ပြီးဗရီကိုယူလို့အရာထဲမှာပဲဖျားရှိကိုပြီးဗရီထန်ဆိုင်နေလိုက်တယ်ဗရီစိတ်ရဲ့စိတ်ရဲ့အာယုံကထူဆန်းစွာနဲ့အယူတယောက်ရဲ့အသေးပြင်ကိုဖျက်ခနဲ့မြင်လိုက်ရတယ်ရီမတ်ထားတဲ့ဗရီပက်ရီကိုရောက်တော့ဗရီဖြုတ်ပြီးအမျှတက်ပြုံးဝင်လိုက်တယ်အလုံးပြည်စီတော့မိုးကဝဲလီဝဲလီအချိန်ကျင်တဲ့လူတွေကိုကြည့်တော့မလို့သေးဘူးဒါကြောင့်ဦးငွေကျော်တယောက်တည်း မနေ့ကမစစ်ဆေးလိုက်ရတဲ့အလုပ်ကိုစစ်ဆေးရင်ဒီကနေ့အတွက်ဘာဆက်လုပ်ရမလဲဆိုတာကိုကြည့်ဖို့ထွက်လာခဲ့တယ်။ကျောင်းသင်ဆောက်တဲ့နေရာစီကိုရောက်တော့တောင်မက်စုံကတိုက်အောက်စီမှာကလေးလေးတွေလိုဖြူတူတူအရာလေးသုံးခုဟိုပြေးတီပြေးလုံနေရကိုရေကနေလှမ်းတွေ့ရတယ်။ဒါပေမဲ့လည်းချက်ချင်းဆိုသလိုဘာရလို့မတဲခွဲသေးခင်မှာပဲအဲ့ဒီအရာတွေကဗျုံကနေပျောက်သွားတယ်။အဖြစ်ပြက်ကအလှေမြမြဖြစ်သွားတာဆိုတော့ငွေချော်တယောက် သူစိတ်ထိမိတာများလားဆိုပြီးဇဝေဇဝါဖြစ်သွားရလေ။တေချာအောင်တော့အနာသားကြည့်မိပါသေးတယ်။ဘာမှထူးထူးခြားခြားမတွေ့ရအောင်။ဒီတော့စိတ်ထင်တာလို့ပဲသတ်မှတ်မိတယ်။အလုံးနေရာစီကိုဥငွေကြော်လိုက်လံပြီးကြည့်တယ်။တခဏကြည့်ပြီးပြတ်ထွက်ခဲ့တယ်။အတော်လှန်လှန်စီကိုရောက်တော့အမှတ်တမဲ့ပဲအနောက်စီကိုလှည့်ကြည့်လိုက်တော့ဟင်ဟိုဟာလေးတွေဥငွေကြော်အာအာတင့်ငါရေရော့လိုက်တယ်။တောင်မက်စောကတိုက်ချိန်နားစီမှာအခုနကသူတွေ့လိုက်တဲ့ ဖြူဖြူအလုံးလေးတုံးလုံးကဟိုဒီပြေလွာဆော့ကစားနေပြန်တယ်။ဦးငွေကျော်လည်းဘာတွေလဲဆိုပြီးစိတ်ဝိတစားကြည့်နေမိတယ်။အဲ့လိုကြည့်နေရင်တိတ်မကြောက်ထင်တယ်။အရှိရက်ကနေအောင်ကျင်းတို့တွေကလောကစီကိုစိုက်ပြဆင်းသက်လာခဲ့တယ်။ဒီခါမှာတော့ဦးငွေကျော်ကြည့်နေတဲ့အလုံးလေးတုံးလုံးဟာအနည်းကတက်တွေပုံထားတဲ့ပုံကြားတဲ့ကိုတွုံးဝင်ပြောက်ွက်သွားခဲ့တယ်။ဦးငွေကျော်လည်းအာအာသက်သက်ဖြစ်နေုံကလွဲလို့တခြားဘာရှိအောင်မလဲ။မနက်ခင်းစိုးငယ်ကြွနေတဲ့အချိန် ဦးငွေကျော်တို့လုပ်ငန်းဝင်စီကိုပြန်ဝင်ကြတယ်။ငါတော်တယောက်ရောပါသွားတော့9ယောက်ကျက်ပြီးတယောက်ရော့သွားတဲ့လူအင်အားအတွက်ဦးငွေကျော်ကိုတာအလုပ်ဝင်လုပ်နေရတယ်။ဒကာကြီးအပေါ်တက်ပြီးရမရီရောလက်ဆက်သက်ရပ်နေတဲ့ဦးငွေကျော်ခေါ်တဲ့ကြောင့်အောက်ကိုကြည့်ပြီးတော့ဆရာတော်ခေါ်နေတာကိုတွေ့လိုက်ရတယ်။မိတ်ကြပါဗျာ။ဖုန်းကြီးကိုတခုခုညီစမ်းပါ။တင်မဗာများကုညီရမလဲဗျာ။ မောင်ပစေးခေါင်းကနေတာမထူနိုင်တော့အောင်ပဲတဲ့အဲ့ဒါဆရာသွားပေးခိုင်းမို့မောင်ចောင်းသားတွေကိုရင်နွေးရလဲစွန့်ခံကြွနေကြတယ်မောင်ကြီးကလည်းရောက်မလာသေးဘူးတကယ်လို့အစီပြေမဲ့ဆိုရင်တကကြီးဆရာတယောက်လောက်ဆရာအပိတ်ငိုင်းချင်လို့ဩရပါတယ်ဖျာတပည့်တော်အပိတ်ခါလိုက်ပါမယ်အေးအေးကိုကြီးကြပါဩတင်မဆရာတော်ပြန်ကြွသွားတယ်ဦးငွေကြော့လဲသူရဲ့အလုတ်သမားတွေတည်းကငအေးဆိုတဲ့တယောက်ကိုဆရာအပိတ်ခါလိုက်တယ် ငအေးကလူပြိုလူလွတ်ဆိုတော့ရွာတဲ့ကိုချိခတ်ပါခတ်သွားရဲ့အတော်လေးနှက်နှက်ဆက်ဆက်သွားတက်နေပြီငအေးသွားတော့ဥငွေကျော်နဲ့ကျန်တဲ့လူတွေကအလုတ်ကိုဆက်လုကြတယ်အလုတ်လို့ရေးတဖြည်းဖြည်းအချင်းကစွန့်ကန်ဝင်ချင်းကိုတော့ရောက်လာခဲ့တယ်စွန့်ကန်ကြွားတဲ့ကိုရင်နေတော့အရှုရှုပြင်းအောင်လာခဲ့ပြီဒီချိန်ထိဆရာသွားပြန်သူငအေးကပြန်ရောက်မလာသေးဘူးခိုးကောင်လေးကိုဆရာအဖေ့ခလိုက်တာအခုထိရောက်မလာသေးပါလားဟုတ်သားပဲဒီကောင်ဘယ်ကိုတဝေထိုးနေပြန်ပါလဲ ြီးငအေးကောင်ကကိုရရောင်းတဲ့ကလေးမကိုသဘောကျနေအောင်ဆိုတော့အဲ့ဒီဆောင်းမြရောက်နေရောသလားဦးငွေကျော်ကရေရွတ်လိုက်တော့ကျင်းတဲ့အလုပ်သမားတွေကမှတ်ချက်တွေပြုကြတယ်ဦးငွေကျော်ကသူတို့ရင်ခံနေကြပြီလားအတိအကျတော့ပြောရခက်ပေမဲ့အလားလာတော့ကောင်းနေတယ်ထင်တယ်ဒါဖြစ်ရင်တော့ကြောက်ပြရနဲ့မင်္ဂလာပွဲလုပ်ပေးရတော့မယ်ထင်တယ်ဦးငွေကျော်ရဲ့မှတ်ချက်ဒီနောက်မှာတော့ငအေးနဲ့ပတ်သက်တဲ့ အလာပါတလာပါအမှတ်တညာစကားတွေကိုပြောကြပြန်တယ်။ဦးလေးဆရာတော်ကြွလာပြန်တယ်။စကားတွေကောင်းနေတော့မို့ဦးငွေကျော်ဆရာတော်ကြွလာတာကိုတောင်မှဂရုမထားမိဘူးဖြစ်သွားတယ်။ပြောလို့ကြည့်ပြီးတော့ဆရာတော်ကသူ့ကိုကြောက်ရောက်တဲ့နေရာအောက်ကိုတော့ရောက်နေပြီ။ဒကာကြီးဆရာအပြစ်ခံသူမလာသေးဘူးလား။မရောက်သေးဘူးဗျ။ကြံနေလို့တပည့်တော်တို့တော့အခုပဲပြောနေကြတာ။အင်းကွယ် ဟိုမဲမဝစင်းကလည်းခေါင်းကိုက်တာမခံနိုင်တော့လို့လူးလိမ့်နေချစ်ပြီတင်မဒီဘက်တော့နောက်တရက်ကိုလိုက်ခါလိုက်ပါမယ်အေးလောက်ပါအောင်ကွယ်ဦးငွေကျော်လည်းနောက်တရက်ကိုထတ်လွှတ်လိုက်တယ်ပြီးတော့သူကိုယ်တိုင်လည်းအပေါ်ကနေစင်းပြီးဦးစေးတံဝရစီအကဲကြည့်ဖို့ဆရာတော်နဲ့အတူတူလိုက်ခဲလိုက်တယ်ကျောင်းပေါ်ဦးစေးတံဝရရှိတဲ့နေရာအခန်းကိုရောက်တော့အတွေ့ရညဉ့်ညူလူးလိမ့်တံကိုကြားတယ်ကိုရင်လေးတွေရဲ့အတန်ကိုလည်းကြားရတယ်။ဝကျင်းဝင်ငယ်ပြုစုနေတာပဲဖြစ်လိမ့်မယ်။ ကဲချဲ့ချိန်စမ်းမအောင်တခါကြီးတင်မအတွေ့ရဝင်ကြည့်လိုက်တော့ဦးစင်းတံဝရဟာသင်္ကန်းတော်မကတ်နိုင်ပဲလမ်းတစ်ဖက်နဲ့ခေါင်းကိုအုပ်ကိုက်လို့ဂရေအပေါ်မှာလူးလိုက်နေတယ်ဦးစင်းလေးอืมဘာသူလဲတပည့်တော်အလုံသမားခောက်မှာอืมစေးစရာတော့ပေးခိုင်းတာပါတယ်မကြခင်ရောက်လာတော့ပါမယ်อืมမြ мян သားရောက်စေချင်ပါပြီ ခေါင်းကိုက်နေတော့မခံနိုင်တော့ဘူး။ဦးစင်းလေးနေရထိုင်ရတတ်တာအောင်တပည့်တော်ဇက်ကြောဆွဲပေးပါမယ်။လှုပ်ဆမ်းပါဦးဒကာကြီးရဲ့။ဦးစင်းတဗရာခေါင်းကိုက်လုံးတော့မခံနိုင်တော့မို့မျက်ရည်တော်ရင်ဝန်းနေပြီ။ထထူပေးလိုက်တော့ထိုင်လာတယ်။ဦးငွေကျော်လည်းကိုရင်လေးတွေဆရာပယုတ်စီကိုယူလို့လက်ကိုပို့ပြီးဦးစင်းတဗရာကိုဇက်ကြောဆွဲပေးလိုက်တယ်။အဲ့ဒီနေရာကြီးကအလုံးအမင်းကိုတင်းနေတာဒကာကြီးရဲ့။ ဦးစင်းလေးကသူ့ဆက်ကျော်တနည်းအားကိုလက်ထောက်ပြီးပြောလာတယ်။ဦးငွေကျော်ကအဲ့ဒီညကိုနှိပ်ပစ်လိုက်တယ်။ဆေးစရာရောက်ပါပြီ။အဲ့ဒီအတန်းနဲ့တူငအေးတို့ပြေးအောင်လာတယ်။ဆေးစရာဆိုတဲ့လူကြီးကဆေးအိတ်ကိုယူပြီးငအေးတို့တို့ကအရှိစီရောက်လာတယ်။ဦးငွေကျော်လည်းနေရာဖယ်ပစ်လိုက်တယ်။ဆေးစရာကျောက်ဦးစင်းလေးကိုဆက်တက်နေတယ်။ဝမ်းမှန်ရဲ့လားဦးစင်း။မှန်ပါတယ်။စီလည်းမှန်မှန်သွားတယ်။အခုကခေါင်းကြီးမခတ်မရက်နဲ့အောင်ကြိုက်နေတာတခုပဲ။ ေးစရာကြီးကထပ်ပြီးဆန့်သက်တယ်။အတန်းကြာကြာဆန့်သက်ပြီးတော့စင်းမန်းတိုက်ပေးမဲ့ဦးစင်းရှင်းကိုလို့ဖြစ်တာဖြစ်မယ်။မြို့ဘုံငယ်တစ်ခုကိုဖိုးစေပြီးတော့စင်းမုံတွေဖြူလို့စောင်းချုံကစင်းမိုက်တိုက်ပြီးရှုစေတယ်။စင်းနဲ့တွေကအခန်းထဲမှာကြာလိုက်နေပြီးဦးစင်းတန်ဝရစီကစင်းမိုက်ရှူရင်ညီသွားတဲ့တချို့ထောက်ပေါ်နေတယ်။ဦးငွေကျော်တို့လည်းအလုပ်စီကိုမပြတ်သေးပဲကြည့်နေမိကြတယ်။ဒီခိုက်ဟာပြုတ်ကြပြီဟဲ့အမလေးလုံးလုံးကြပါဦး။ ကြောင်တည်ဆောက်တဲ့နေရာစီကဆူဆူညံ့ညံ့အော်ဟစ်တာတွင်ဥငွေကျော်တို့လည်းချက်ချင်းပဲအပြေးကြည့်ကြတယ်ဟာလှဝင်းအလုံသမားအဖွဲကလှဝင်းဆိုတဲ့တယောက်မြေပြေတစ်ပုံတွေကြောင်းမှခွတ်ခွတ်လေးအခုနောက်ဥငွေကျော်နဲ့အတူတူလှဝင်းရအပေါ်မှာဒိုင်းရရှောက်တန်းပြေးနေရရင်လှဝင်းကိုဝိုင်းဝဲမိပြေးထူကြတယ်ဘလို့ဖြစ်တာလဲမပြောတတ်ဘူးအလုံလုံးနေရာကဘုံကနေဆိုလဲပြီးပြုတ်ကြသွားတာပဲဟာဖြစ်ရလေကွာ တယောက်ကမြို့စေးုံစီမှာမနေ့ရက်မှတင်ထားတာဒီနေ့နောက်ထပ်တယောက်ကထပ်ဖြစ်ပြန်ပြီဒီအတွက်ဥငွေကျော်တက်ပြေးချပြီးခတ်တိုးတိုးလေးညီးလိုက်မိတယ်အရှိယဖြစ်ခဲ့တဲ့ငါတော့မှမိသားစုနဲတဲ့သူမျိုးကိစ္စမရှိပေမဲ့အခုဖြစ်တဲ့လှဝင်ရမိသားစုများတယ်စုစုပေါင်း900လောက်ရှိလိမ့်မယ်ပြီးတော့စားဝတ်နေရလဲတဲ့အဆင်မပြေဘူးဆိုတာကိုသိထားတော့တကယ့်ကိုရင်လင်းစရာပဲဒီပြည့်စင်ကိုအလူရှိတတိယစီတော့အတိပေးပြီးပြောပြမှရမယ်လို့ ဦးဝေကျော်တွေးမိတယ်။တစ်ဖက်ကပြန်ကြည့်ပြန်တော့လဲအားလုံး၈ယောက်လာတာ။နှစ်ယောက်ကမတော်တဆဖြစ်တယ်ဆိုတော့အလောက်အတွက်လည်းလောအခရောရလိမ့်ပြီ။ဒါပေမဲ့ဒီအတွက်ကွာဖြစ်ရှိစရာနီလန်းကရှိပါတယ်။ရွာရဲကလက်သမားကိုအငှားပြုတ်လိုက်ရင်တော့အဆင်ပြေနိုင်တယ်။ဒါပေမဲ့ကို့အဖွဲမဟုတ်ပဲတခြားသူဖြစ်စွတ်လောရတာဆိုတော့နင်းနေတော့ကတိကလင်ဖြစ်မှာပေါ့။အလောက်အတွက်ကတော့ဒီလိုနီးနေဖြစ်ရှိမှုပဲရှိတော့တယ်။အခုလောလောဆယ်တော့ လှဝေးရောဆေးရောစီအမြတ်ပို့ဖို့ရာစီစဉ်ရပြန်တာပေါ့။ညနေပိုင်းအချိန်မှာတော့ဥငွေကျော်ဆေးရုံကနေပြောင်းလာတော့ဘသူမှအလုတ်စီမဝင်ကြဘူးဆိုတာသိရတယ်။ဒီအတွက်ဥငွေကျော်မင်းမီတော့မြဆောင်ဆိုတဲ့တယောက်ကမင်းရတယောက်ပြုတ်ကြတယ်။ဒီနေ့နောက်တယောက်ပြုတ်ကြတယ်။ဒီပုံအတိုင်းဆိုရင်ကျုပ်တို့တော့ဆက်မလုပ်နိုင်ဘူးဆရာကျော်ရ။ကျုပ်တို့စိတ်တွေလည်းထိနေမိတယ်။အခမ်းမသိလို့ဖြစ်တာပါကွာ။ဘာပဲဖြစ်ဖြစ်လက်ခံပြီးသားအလုတ်ဆိုတော့ ပြီးအောင်လုံးရမယ်မဟုတ်လားငါတို့ဖွဲ့ကနာမည်ပြည့်လည်းမရှိဘူးလေဒါတော့ဟုတ်ပါတယ်ဒါပေမဲ့မင်းကငါတော့ပြုတ်ကြရမှာလဲအရှင်သာကြီးကြုံမြင်တယ်သူလည်းတစ်ဖက်ကတန်းကိုကင်ထားတာကြီးဒီနေ့လှဝဲဖြစ်တဲ့အခါမှာလဲဒီတိုင်းပဲကြုံမြင်တော့တာမန်တော့မဟုတ်ဘူးလို့ထင်မိတယ်ဘလို့များလဲကွာတွေးယူတာယူမဟုတ်တဲ့ပယောကပါနေတာပေါ့ပယောကဦးငွေကျော်ဒီလောက်ပဲညှိသွားနာလိုက်တယ် အမင်းအာယုံထဲမှာတော့မနဲ့တော့သူမြင်ခဲ့ရတဲ့ဖြူဖြူလုံးလုံးရလေးတွေကို ပြက်လဲမြင်အောင်လာမိတယ်။ဒါသူယူသားယူမဟုတ်ဘူးတဲ့။ဒီတော့ကနောက်ဆုံးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဥငွေကျော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အကျိုးအကြောင်းအစော်လင်းကိုဆရာတော်စီကိုတင်ပြလျှောက်ထားဖို့ရပေါ့။ညာဘက်ဆရာတော်ဝေပြုပြီးတဲ့အချိန်မှာတော့ဥငွေကျော်တယောက်ကြောင်းမော်တက်ပြီးအကျိုးအကြောင်းကိုလျှောက်တင်နေတယ်။ဥငွေကျော်လျှောက်တဲ့နောက်နားထောင်ပြီးတော့ဆရာတော်က 음လောကမှာလည်းဒီလိုမြင်အပ်မမြင်အပ်အရာတွေအကြောင်းတို့မြတ်စွာဘုရားကိုနာဟောကြားထားခဲ့တာဆိုတော့မယုံမရှိလို့မရအောင်တခါရဲ့တင်မဖျားတပည့်တော်တော့မနဲ့တော့မျက်မြင်ကြီးကိုမြင်ခဲ့ရတာပါပဲဖျားอืมမင်းစားတော့ဘာရဲ့ညာရဲ့စိတ်ထဲမသေးချဘူးဖျားအခုဖြစ်ပြနေတာတွေနဲ့ဆက်ဆက်တွေးကြည့်တော့မှရေးရင်းမြင်နိုင်ခဲ့တာပါအင်းပေါ့လေနေရာတစ်ခုထဲမှာလောကတစ်ခုအတူရှင်မြရှိနေရတာပဲ ဒီတော့လေစီလုံးမှုရှိတိုင်းကြုံကြိတ်နေမှာပါအရင်ကတော့ဖုန်ကြီးရဲ့အကြောင်းထဲမှာဒါမျိုးဖြစ်တဲ့ဒါမျိုးမရှိခဲ့ဘူးတင်မဗျာအဲ့ဒါကိုဖုန်ကြီးတော့စဉ်းစားနေမိတယ်ဘာကြောင့်များအခုလိုဖြစ်ရတာလဲလို့ပေါ့တပည့်တော်တော့ကြောင်းအသေးဆောင်နေရတဲ့ပတ်သက်နေမယ်လို့ထင်မိတယ်အဖွဲတွေကလည်းဘသူမှမလုပ်ရဲကြတော့ဘူးလို့ဆိုတော့ဥငွေကြွားစကားကိုဒီလောက်တင်မဲ့ရက်တက်လိုက်တယ်ဆရာတော်ကမနေ့ပြမနေ့ကိုတော့ ဖုန်ကြီးအဲ့ဒီနေရာမှာမြတ်တာပို့ပြီးအမြတမ်းဝေကြည့်ပါအောင်မယ်။တင်မဗျာ။အေးတကားကြီးလဲနားချီတော့ကွယ်။ဒါဖြစ်တပည့်တော်ကိုခွင့်ပြုပါအောင်။ဥငွေကျော်ဝေပြုပြီးတော့ကြောင်းမွားဆင်းလာခဲ့တယ်။အဲ့ရစီကိုပြရောက်တော့ကျန်တဲ့လူတွေကပြန်မို့တော့ပြင်ဆင်နေကြပြီ။သူတို့ပြန်မကိုဥငွေကျော်အနေနဲ့တားမြစ်နိုင်စမ်းမရှိဘူး။အဲ့ရစီမှာလဲလျောင်းရင်အတွေးတွေသာတောင်တောင်အီအီဝဲလည်နေမိတယ်။ညာနဲ့ချေရောက်တော့ဥငွေကျော်မှေ့ကနေအိပ်ပျော်သွားခဲ့တယ်။ ီကအိမ်မက်ထဲမှာမင်းညရောလို့ပဲအယူကိုအိမ်မက်မြင်မှတ်မိပြန်တယ်။ဒီတခါတော့အိမ်မက်ကထင်ရှားပြီးအသက်ဝင်တော့နေ။အိမ်မက်စီမှာအယူကဦးငွေကျော်ရဲ့အရှိခက်လန်းလန်းစီမှာတရားထိုင်ရှိနေတယ်။ဦးငွေကျော်ကအယူကိုအမှတ်တမဲ့ရက်ကြည့်နေမိတယ်။အတက်ကြတော့အယူကတရားထိုင်နေတာကိုရက်တက်ပြီးဦးငွေကျော်စီကိုလှမ်းလာတယ်။ပြီးတော့အနောက်ကိုလက်ညှိုးလှမ်းထိုးပြလိုက်တယ်။ဦးငွေကျော်လည်းလှည့်ကြည့်မိလိုက်ရဲ့။အိုးကလေးလေးတွေပါလား။ ဟုတ်ပါတယ်။ဦးငွေကျော်ရဲ့အနောက်စီမှာယောက်ျားလေးမင်းကလေးဆိုတာခွဲခြားဖို့ခက်တဲ့ဆရဲဝါလူတွေနဲ့ကလေးလေး၃ယောက်။အရက်ကတော့၃ယောက်စလုံးတထောင်ကျော်ကျော်လောက်ပဲရှိတယ်။အသားယူတွေကမြည်သေးလို့ပဲမဲနဲ့လုံးနေတယ်။သူတို့ရဲ့မျက်ဝန်းတွေကတော့ဦးငွေကျော်ဒေါသတကြီးဖြစ်နေတဲ့ဟန်နဲ့စူးစူးရဲရဲစိုက်ကြည့်နေကြတယ်။အလျားတယောက်ကဦးငွေကျော်မကြည့်မနဲ့ဖြစ်နေဟန်နဲ့ပွားစီပွားစီပြောဆိုနေတယ်။အတန်တော့ဦးငွေကျော်မကြားရအောင် ဦးငွေကျော်ကလေး၃ယောက်ကိုကြည့်ပြီးအတော့အာအာသိနေခဲ့တယ်။ဒီအချိန်မှာပဲဦးငွေကျော်ရဲ့ပခုံးစီကိုအယူအားလှမ်းပုတ်လာတယ်။တခါကြီးတခါကြီးဟင်အင်းအိမ်မက်နဲ့ရောထွေးပြီးဦးငွေကျော်နိုးလာခဲ့ပါတယ်။သူ့နိုးနေတဲ့သူကကျောင်းစရာကိုရင်လေးနှစ်ပါ။ဦးငွေကျော်လက်အိတ်နေရာကနေထလာမိတယ်။ကိုရင်လေးတို့ဘာဖြစ်လို့တော့ဆရာတော်ကအခေါ်ရှိခိုင်းလို့ဆရာတော်ကဘာရှိလို့လဲကိုရင် ပြောတတ်ဘူးအခုเจ้าမော်လာခဲ့ချေဦးနော်ကိုရင်တို့တော့စွန်းခံထွက်ဖို့ပြည့်စည်ရမှာမို့သွားနေပြီကိုရင်လေးတွေပြတ်ထွက်သွားတော့ဥငွေကျော်နားယူချစ်မိတယ်မနက်၄နာရီထူတော့မယ်အဲ့ရကနေထပြီးမျက်နှာကိုရေပော့လိုက်တယ်ပြီးတော့เจ้าစီကိုလှမ်းလာခဲ့လိုက်တယ်เจ้าနာစီကိုရောက်တော့အပေါ်ကစုညာတန်တွေကိုကြားရတယ်။ဘာများဖြစ်တယ်လဲဆိုတဲ့အသည့်နဲ့ဥငွေကျော်เจ้าပေါ်စီကိုတိုက်ခတ်လိုက်တယ်။เจ้าအပေါ်ရောက်တော့ဆရာတော်နဲ့အတူ ဆရာတော်ရဲ့အရှိစီမှာထိုင်နေတဲ့ယောဂဝေလူငယ်တယောက်ကိုတွေ့ရပါတယ်။အဲ့ကောင်ကိုလက်မခံနဲ့ပြန်ကားလိုက်စမ်းပြန်ကားလိုက်စမ်းဟင်အခန်းတွေးဆရာဦးစင်းလေးတန်ဝရရဲ့အဟစ်တံပစ္စည်းတွေပြစ်ပေါက်ခွင်းနေတဲ့အတံကိုလည်းကြားမိရတယ်။ဒီကိုင်းငွေကျော်ဒီလိုလာချေးကွက်တင်မဗျာဦးငွေကျော်လည်းဆရာတော်ရဲ့အရှိလူငယ်အနည်းစီမှာဝှက်ပြူပြီးထိုင်လိုက်တယ်။တပည့်တော်အခေါ်ရှိတယ်ဆိုလို့ဗျာ။ ေဟုတ်တယ်တကဤအခေါ်ရှိရတဲ့အကြောင်းကတော့အခုဖြစ်ပြနေရတွေကြောင့်ပဲတင်မဖြစ်စဉ်ကတခါကြီးတို့ပြောသလိုပဲမရိုးရှင်းဘူးဒီအတွက်ကိုဖြစ်ရှင်းဖို့လှမ်းခေါ်တာဒီအလူငယ်ကတော့သူတော်လို့ခေါ်တယ်ဂန္ဓာရဲ့ခီးတဲ့တယောက်ပဲဖြစ်နေရတဲ့အားလုံးကိုသူရှင်းလင်းပေးပါလိမ့်မယ်အငွေကျော်ကဂန္ဓာရဲ့ခီးတဲ့လူငယ်ကိုအကက်ခတ်ကြည့်တယ်စိတ်တွင်းနေရနေလေမနဲ့တောင်မိုးမလင်းသေးပဲဘဲရဘလို့ရောက်လာတာလဲလို့တွေးနေမိတယ် မင်းတို့ကကြုတ်ခီးသွား၏တဖက်ရွာဇီရလေးမှာတဲနေအားမနက်ခင်းနှစ်ချက်တီးလောက်ကြတော့လူတယောက်ကိုမြင်မိပြီသူကြုံတွေ့နေရတဲ့အခက်ခဲတွေကိုသိလိုက်ရတယ်အဲ့ဒါနဲ့ဒီကိုထွက်လာခဲ့လိုက်တာပါသူတော်ဆိုတဲ့ယောဂေဝေလူငယ်ကပြောလာတယ်ဒါပေမဲ့လူငယ်ပြောတာကိုဥငွေကျော်နားလဲတယ်လို့နားမလဲတယ်လို့ဖြစ်မိတယ်လူငယ်ကဆရာတော်ဘက်ကိုပြန်လှည့်သွားပြီမနက်အာယုံမကျင်းခင်ကိစ္စကိုတစ်ခုချင်းရှင်းရမှာမို့အခုပဲစတင်ပြစီဖြစ်ပါ อืมဒကာလေးလှုပ်လှုပ်လူငယ်ကဆရာတော်ကိုဝှက်ပြုတ်ပြီးထားလိုက်တယ်ဦးလေးကတာဝန်ရှိသူတက်ဆိုင်သူဆိုတော့မျက်မြင်ဖြစ်အောင်ကြောက်နေလိုက်ခဲ့ပါကောင်းပါပြီဦးငွေကျော်ကဆရာတော်ကိုဝှက်ပြုတ်ပြီးထားလိုက်တယ်ဒီခိုက်မှာပဲဦးစေးလေးတော်ရရဲ့အခန်းစီကနေဟုတ်ခွဲမတာမင်းလောက်နေသွားမဆိုင်တာဝင်မရှုပ်နဲ့ငါလောက်ရင်မင်းသိမ့်လိမ့်မယ်อืมတော်တော်နှုတ်ချမ်းတာပဲလူငယ်ကရွရွလိုက်တယ်ဦးငွေကျော်က ဘာတွေဖြစ်နေရလဲမောင်ရင်ဦးလေးမြင်တဲ့အခါဘာတွေဖြစ်နေတယ်လဲဆိုတာသိရပါလိမ့်မယ်မမြင်နိုင်တာကိုမြင်ရဖို့ဦးလေးရဲ့မျိုးလုံးတွေကိုဒီပွားလေးနဲ့ပွက်လိုက်ပါလူငယ်ကပျော့ပျော့ဆူဆူပွားလေးကပ်ပြီးလာတယ်ဦးငွေကျော်လည်းပွားလေးကိုယူပြီးလူငယ်ပြောသလိုလှုပ်လိုက်တယ်တကလေးမြင်နိုင်ခွင့်ရှိမယ်ဆိုဖုန်ကြီးလေးမြင်ချင်တယ်ရပါတယ်ဖျားသူတို့ကဆရာတော်စီကိုနောက်ထပ်ပွားလေးကမ်းပြီးလိုက်ပြန်တယ်ဆရာတော်လည်းမျိုးလုံးတွေကိုပွက်လိုက်ပြန်လေရဲ့ ဦးစင်းလေးရဲ့အခန်းစီကိုလှမ်းကြည့်လိုက်ပါ။ဆရာတော်ရောဦးငွေကျော်ပါ။ဦးစင်းတော်ရရဲ့အခန်းစီကိုလှမ်းကြည့်လိုက်ကြတယ်။အိုးအလိုအဲ့တော့ဘာကြီးလဲ။ဦးစင်းတော်ရရဲ့ခုပ်ပိုးပေါ်မှာခွာစီပြီးနှစ်ထင်းတစ်ဖက်ကိုလက်နဲ့ညှစ်ထားတဲ့ဥပ္ပီပြောင်ပြောင်နဲ့ပုံပြက်ပန်းပြက်မကောင်းဆိုးဝါးတကောင်။ဒါကတဲ့ရပင်မှာမိတွေ့နေတဲ့ဖုန်ကြီးတစီပါ။တစ်ပင်လျှာမှာအခွင့်ပြုပြီးတဲ့အတွက်ဦးစင်းလေးကိုမကျင်တဲ့လို့အခုလိုလုပ်နေတာ။ တစ်ပင်လှရမှာဥဆောင်တဲ့လူအားခွင့်မတောင်းခဲ့ဘူးလေအခုဆင်းအောင်ရောက်နေတဲ့နှစ်ယောက်တည်းဟာပထမတစ်ယောက်ပေါ့အင်းဖြစ်မှဖြစ်ရလေကွယ်ဆရာတော်ကရေရွတ်လေဦးငွေကျော်ရဲ့မျက်စိထဲမှာတော့ခုတ်လဲလိုက်တဲ့သရေပင်ကိုမြင်အောင်လာမိတယ်။သူကရှေ့ရှေ့တော့ကဒီเจ้าမထိုင်တဲ့เจ้าနိုင်ဖုန်ကြီးတပားပါပဲ။သူ့ကိုဖဲခွာအောင်လှုပ်ပေးပါမယ်။မနေ့ကျရင်တော့ဆရာတော်ဖះသူ့အတွက်မြှွေတရာတစ်ခုစီစဉ်ပေးပါဖះ။ကောင်းပါပြီ။ ကြားတဲ့အတိုင်းပါပဲမနေ့ကျရင်တဲ့အတွက်နေရာတစ်ခုရပါလိမ့်မယ်အခုတော့တင့်ကိုဖယ်ခွာရပါလိမ့်မယ်သူတို့ကပြောပြောဆူဆူပဲလွယ်ထဲကအင်းချက်လေးတစ်ချက်ထုတ်ပြီးဦးစင်းလေးစီကိုလှက်ပစ်လိုက်လိမ့်တယ်အင်းချက်လေးကဦးစင်းလေးရဲ့ကိုစီမှာကပ်မိတာနဲ့အပေါ်ကမကောင်းဆိုးဝါးဟာဒစစီပြန်လဲပြောက်ကွက်သွားလိမ့်တယ်ဒီကဦးစင်းလေးကသူ့နေရာစီသူ့ဘာသာပြန်လဲပြီးချိန်ဆက်သွားခဲ့တယ်သူ့ရဲ့နာဆေလို့နှိုးတာမဟုတ်ဘူးဟိုတစ်စရာဆေးပါလို့နှိုးလာတာပါ ။အော်ကျောင်းတဲ့နေရာကိုသွားပြီးရှင်းလေးရပါအောင်မယ်။သူတော်ကကျောင်းအုပ်စီကိုဆင်းသွားတော့ဆရာတော်နဲ့ဦးငွေကျော်တို့လိုက်ကြတယ်။ကျောင်းဆောင်အသေးဆောက်တဲ့နေရာစီကိုရောက်တော့တောင်မက်ထိတ်ကတိုင်စီကိုခြိလိုက်ပါ။ဆရာတော်ရောဦးငွေကျော်ပါခြိလိုက်ကြပြန်တယ်။ဟင်ဒါဟိုကလေးတွေသူ့အိမ်မက်ထရကလေးတွေကိုမြင်လိုက်ရတာမို့ဦးငွေကျော်အော်ဒီဂျီနဲ့ရေရွတ်လိုက်မိတယ်။ကလေး၃ယောက်က စိုက်ထုထားတဲ့တိုင်ကြီးကိုမျက်နှာချင်းဆိုင်ဖက်ပြီးဆွဲနှုတ်နေကြတယ်။တိုင်အောက်မှာသူတို့ရဲ့အယိုးစုလေးတွေရှိတယ်။ဒီเจ้าကြီးရှိမလားခေကလေးကသူတို့ကဒီနေရာမှာမြောက်နှံခံနာရတာ။သူတို့ဖယ်နေတဲ့တိုင်ကသူတို့အယိုးစုတွေပေါ်မှာပြေးနေတယ်။ဒါကြောင့်သူတို့ကလေးလံပြီးနေရထိုင်ရအခက်ကြတယ်။ဒုတိယတယောက်ကိုတွန်းချတာသူတို့သုံးယောက်ပဲ။တစီကြီးလောက်တာမြင်တော့သူတို့ရဲ့မကျေနပ်မှုတွေကိုအဲ့လိုလိုက်ပြီးလောက်ကြတာ။ င်းတဲခက်ပါလားကွယ်လောကမှာမြင်အပ်မမြင်အပ်ဆိုတဲ့အရာတွေကအများနဲ့ရှိနေတဲ့တော့အခုလိုဖြစ်ပြက်လာတာစမ်းသလိုလိုနဲ့မစမ်းဘူးဖြစ်ရပြီမှန်ပါတယ်အရှင်ပြသူတို့ကသူတို့အယိုးစုလေးတွေကိုစိတ်ဆွဲနေကြတာသူတို့အယိုးလေးတွေကိုကောင်းကောင်းသကြိုပေးလိုက်ရင်တော့ကျွတ်လော့သွားကြမှာပါဒါဆိုရင်တော့ကောင်းတာပေါ့ဥလိယမနဲ့ကြရင်တော့အဲ့ဒီတိုင်ကိုနှုတ်ပြီးအယိုးတွေကိုဆဲထုတ်ပေးလိုက်ပါသူတို့လက်ခံအောင်ကြုံမြစ်တာရက်ခံပေးပါမယ် လောက်ပေးပါမယ်မဟုတ်သူတော့သူတို့ကမန်းနဲ့တပုတ်ရုပ်ပြီးဆရာတော်နဲ့ဦးငွေကျော်တို့အရှိစီကိုသူ့ရဲ့လက်တဖက်ဝှေ့ရလိုက်တယ်ဒီအခါမြင်နေရတဲ့မြင်ကြီးဆရာကလေးတွေဟာရုတ်တရက်ပြောက်ကွယ်သွားခဲ့တယ်သူတို့ကတော့တိုင်ချီကိုခဏသွားပြီးပြေးအောင်လာတယ်ဆေးဟုတ်တက်နေတဲ့နှစ်ယောက်ကိုတော့မင်းရဲ့မှာဒီအေးချက်လေးတွေပြချပြီးတိုက်ပေးပါဦးငွေကျော်ကအေးချက်လေးတွေကိုလက်ခံယူလိုက်တယ်ကိစ္စလည်းရှင်းရှင်းလင်းလင်းသိခဲ့ရပြီဖြစ်ရှင်းလို့လည်းရခဲ့ပြီဆိုတော့ တပည့်တော်ခီးဆက်ခေပြုပါအောင်။ကျောင်းစီမှာတညလောက်နားခုတ်ပါအောင်လား။တပည့်တော်မနားတော့ပါဘူး။ခီးကမဖြစ်မနေလှမ်းနေရမှာမို့လို့ပါ။အင်းလေးဒါဖြစ်လဲသွားပါတကားသူတော်။သူတော်ထက်ပြီးဝေးပြုတယ်။ပြီးတော့ထရကထလို့ဥငွေကျော်ကိုကြည့်ကာ။ဒါတွေလှုပ်ပြီးသွားရင်တော့အလောက်ခွေကိုအန်ရဲ့ကင်းကင်းနဲ့ဆက်လုပ်လို့ရပါပြီ။ကျေးဇူးတင်ပါတယ်မောင်သူတော်။ကျုပ်ကိုသွားခေပြုပါအောင်။ကောင်းပါပြီမောင်သူတော်။ သူတော်လှောက်ထွက်သွားတယ်။ဆရာတော်ရောဥငွေကြော့ပါသူတော်ရဲ့နောက်ကြော့ကိုငေးကြည့်နေမိတယ်။ကြည့်နေရင်အတော်လှလန်းစီကိုရောက်တော့ဥငွေကြော့ရဲ့အမျက်မှာသူတော်ကယောဂဝိကနဲ့အယူတယောက်အသင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်။ဥငွေကြော့ထိပ်ပြသွားရပြီးနှုတ်ကနေလဲ။ဒါဒါအိမ်မက်ထရဘာဖြစ်လို့လဲဒီကကြီး။တပည့်တော်ရဲ့အိမ်မက်ထရအယူအယူအဲ့မဟုတ်ဘူးအိမ်မက်ထရပုဂ္ဂိုလ်ပဲ ဦးငွေကျော်ရဲ့အပြောကိုဆရာတော်ကအာအသိမ့်ပြီးထောက်ခွာသွားနေတဲ့သူတော်ကိုလှမ်းကြည့်လိုက်တယ်။ရောဂီဝင်းတဲ့သူတော်ကတော့ဖြည်းဖြည်းမှန်မှန်လှမ်းသွားနေလို့ရေ။နောက်တနေ့မနက်မှာတော့သူတော်ပြောသူလိုပဲစီစီလှုပ်ဆောင်ခဲ့ကြတယ်။တစေကြည့်ကိုကြောင်းရဲ့အနောက်ဘက်ကတရေပင်ကြီးစီမှာနေရပေးပြီးကလေးတွေကိုတော့အယိုးတွေကိုကောင်းမွန်စွာနဲ့မြေးတချို့ပေးလိုက်တယ်။ဒါရဲပြီးမှတော့သူတော်ပြောသူလိုပဲကြောင်းသေးဆောက်ရအလောက်ခွင်နဲ့အနောက်ရှက်အန်နီယယ်တွေမရှိတော့ဘူး။ နောက်သုံးလအကြာမှာတော့ခန့်ခန့်ထက်ထက်ရှိလို့မီလက်ရမြောင်လုံးလာတဲ့နှစ်ထက်ပြင်းချောင်းဆောင်ကြီးကပြီးစီးခဲ့လိမ့်မည်ပရိသတ်များရှိအယူသူတော်နဲ့မြင်းအဲ့မမြင်းအဲ့ထုံနှစ်ရဲ့ဇလန်းလျားတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလိုစာရေးစရာနောင်ရိုးစေးကိုလည်းကျေးဇူးထူးပဲတည်ရှိပါရှင်ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းချမ်းသာခြင်းတွေကို အစေထာဝရပတ်စားနိုင်ကြပါစေရှင်။